ဟောင်ကောင်မှာတရုတ်နိုင်ငံရဲ့အထင်ကရအမျိုးသားလူကြုံရေးဥပဒေချိုးဖောက်မှုနဲ့ဖမ်းဆီးထောင်ချခံခဲ့ရတဲ့၄ဦးအင်္ဂါနေ့ကပြန်လည်လွတ်မြောက်လာပါတယ်။သူတို့ကိုလိုက်ကပေးထားတဲ့ကားတွေနဲ့ပို့ဆောင်ခဲ့တာပါ။လီယူစလုံးဟာလူရဲစိတ်လိုပြန်လွတ်လာကြတဲ့အတိုက်ခံလွတ်တော်အမဟောင်းတွေဖြစ်ပြီးသူတို့နဲ့အတူပြစ်ဒဏ်ချခံရသူ45ဦးထဲမှာအစောဆုံးပြန်လွတ်လာသူတွေလည်းဖြစ်ပါတယ်။သူတို့ကိုပြစ်မှုထင်ရှားတယ်ဆိုပြီးပြီးခဲ့တဲ့နိုဝင်ဘာလကထောင်ဒဏ်၄နှစ်နဲ့၂လချမှတ်ခဲ့ပါတယ်။ ဒီတရုတ်အစိုးရကပြဋ္ဌာန်းခဲ့တဲ့အမျိုးသားလုံခြုံရေးဥပဒေနဲ့ပြီးခဲ့တဲ့နှစ်ကဟွန်ကောင်မှာဖမ်းဆီးခံရသူအလုံး48ဦးရှိပေမဲ့2ဦးကိုတော့ပြစ်မှုမရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ဒီဖမ်းဆီးခံရသူတွေထဲမှာဟွန်ကောင်ရဲ့ထင်ရှားတဲ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေခရိုင်ကောင်စီဝင်တွေနဲ့တမကဝင်တွေပညာရှင်တွေပါဝင်ပြီးထောင်ဒဏ်၄နှစ်ကနေ10နှစ်အထိချမှတ်ခံရသူတွေလည်းဖြစ်ပါတယ်။အင်္ဂါနေ့ကလွတ်မြောက်လာသူ၄ဦးဟာ 2021ခုနှစ်မလကလေးကဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီးချုပ်ရက်နဲ့အပြစ်ဒဏ်အနည်းဆုံးနဲ့ပြန်လည်လွတ်မြောက်လာသူတွေလည်းဖြစ်ပါလေခင်ဗျာ။